ယ်လေးနဲ့အရန်ရင်းချက်လာတယ်ကောင်းတာဆိုရင်မကောင်းပြန် ဘာလို့လဲဆိုတော့ဝန်နေရလို့ငွေချင်းမရအရန်ရင်ကျက်တာပဲငါလည်းမင်းတို့ဖြစ်ချင်လိုက်တာကျွန်တော်တငယ်ချင်း group တွေမှာတော့ရှိရပေါ့ဒီတချို့တွေကအရန်ရင်ကျက်တဲ့သူတွေမြင်တဲ့ခါကျရင်အော်ငါလည်းမင်းတို့ဖြစ်ချင်လိုက်တာဟာအဆရှိပြပြောကြတယ်ပေါ့လေဟိုအဲ့ဒါမကောင်းတော့ဆိုတော့ကောင်းတယ်ဒါပေမဲ့အဲ့ဒီရဲ့ drawback ပေါ့လေဒီမြင်နေတဲ့ issue တော့ကျွန်တော်ပြောပြချင်တာအဲ့ဒါပါလဲဆိုတော့ basic မှုပေါ့လေအဲ့ဒါဆိုဥပမာတစ်ခုပေးရမယ်ဆိုရင်ဆိုကြပါဆိုကျွန်တော်တို့အချစ်ရေးမှာပေါ့အရန်ရင်ကျက်တဲ့သူတွေကိုမြင်တဲ့ခါကျရင်အော်မင်းရဲ့ဒီ case နဲ့ပတ်သက်ပြီးရန်ရင်ကျက်တာပဲငါလည်းမင်းတို့ဖြစ်ချင်လိုက်တာဟိုကျွန်တော်မြင်ဘူးတယ်ပေါ့လေ ယ်လို့ပြောရတယ်သူဒါပေမဲ့တခုဘာမှမမြင်ကြရတယ်ဆိုတော့သူရဲ့ဟို break ရတယ် breaker ဆိုတော့သူရဲ့အသေးပွဲခဲ့တာတွေရှိမယ်နောက်ပြီးတော့သူ့ရဲ့ relationship မှာ toxic တွေရန်ဖြစ်ပြီးတော့ကွဲခဲ့တာတွေရှိမယ် trauma ရခဲ့တာတွေရှိမယ်သူကအဲ့ဒီ trauma တွေတော်တော်များများကိုဖျက်ချခဲ့ပြီးတော့မှရင်ကျက်မှုဆိုတဲ့အရာကိုဖြစ်လာတယ်ပေါ့လေအဲ့ဒါမှမမြင်ကြတာပေါ့သူ့မှာနေသူဖြစ်လာတာမဟုတ်ဘူးဆိုတာကိုကျွန်တော်ပြောပြချင်တာတော့ဒါလည်းအလားတူပဲဘဝမှာကိုကမိသားစုပိုင်းနောက်ပြီးတော့ဘဝမှာအတွေ့အကြုံရနေတဲ့လူတွေရန်ရင်ကျက်နေတဲ့လူတွေမြင်တဲ့အခါကျကျွန်တော်က remind လုပ်ပေးချင်တာတစ်ခုပဲသူကဘဝမှာအများကြီးဖြစ်တဲ့ကြရ ာတို့ကိုဒီလိုချင်းချင်းရောက်နေတာပေါ့လေကိုကအဲ့လိုမျိုးဖြတ်သန်းကျင်တယ်ကိုကအဲ့လိုမျိုးဖြစ်ကျင်တယ်ဆိုရင်ကျွန်တော်တို့ကသူ့ရှည်ရနေပြီဘယ်လိုလုပ်လဲဆိုတော့အကျဉ်းချောင်းတောင်းလို့မရဘူးဘာဖြစ်လို့ဆိုတော့ the only way that is the only way ဒီနေ့ခုရဲပါလဲဆိုတော့ကိုကိုတိုင်းအဲ့ဒါရဖြတ်ကျော်ပြီးတော့ခံစားပြီးကြော်ဖြစ်နိုင်မှာပဲဟိုအဲ့ဒီပုံစံဖြတ်လာမှာပေါ့ ဘူးလေ။ဒါကျွန်တော်ပြောချင်တဲ့အဲ့ဒါလေးတစ်ခုပဲ။ဟိုတော့ဘဝမှာရင်းချစ်တဲ့လူတွေဖြစ်ချင်တယ်ပဲဆိုကြပါတော့။ကျွန်တော်တို့မုံတိုင်းနေမြတ်ပြားလေး။နောက်ပြီးအဲ့ဒီမုံတိုင်းနေပဲလူနှမျိုးပဲ꿰ွားတာ။ဒီကျန်းတဲ့မုံတိုင်းကိုကြော်ဖြတ်တဲ့သူလည်းပြိုလဲွားတဲ့သူလည်းမျိုးပဲရှိတယ်။ဟိုအဲ့ဒီတော့ကျွန်တော်တို့တည်တည်ချင်တာတစ်ခုပါလဲဆိုတော့အခုဒီဗီဒီယိုကြည့်နေလူတွေမှာဟိုဘဝလို့ခေါ်တဲ့မုံတိုင်းတစ်ခုပဲဆိုကြပါတော့။ဘဝရဲ့နည်းနည်းခက်ခဲကျန်တဲ့နေရာတစ်ခုဖြစ်တဲ့နေရာတွေဆိုရင်ကျွန်တော်တို့နားလေပါတယ်။ဒါတွေအကုန်လုံးကပိုကောင်းမှုဖြစ်လာတယ်လို့ပဲကျွန်တော်တို့အတည်ပြုပြရစီ။